ဟုတ်ကဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ VPL YouTube channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ကံကိုမပြိုင်နဲ့ကံကိုပြင်ပါဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ထားမိတယ်လို့ကျွန်တော်လေ့လာထားမိတယ်လို့ကိုပြန်လည်ဝင်မြပေးခြင်းပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်လည်းဒီအကြောင်းအရာလေးက အကျိုးရှိစေလိမ့်မယ်လို့အပြည့်ဝရှင်းကြည့်ပါရခင်ဗျာကံကိုမပြိုင်နဲ့ကံကိုပြင်ပါဆိုတဲ့အကြောင်းအရာလေးကိုအခုလိုပဲစတင်လိုက်ချင်ပါရခင်ဗျာကံကိုမပြိုင်နဲ့ကံကိုပြင်ပါလောကမှာလူယူပေမဲ့ဘုံမယူတဲ့သူတွေရှိတယ်အဲ့ဒါသူ့ကံနဲ့သူပဲသူ့အဟောင်းကောင်းလို့အကောင်းရနေတာကိုယ့်ကံကအဟောင်းမကောင်းခဲ့လို့ အဆိုးရနေတာကံချင်းမတူဘူးအဟောင်းကောင်းလို့အကောင်းစားနေရတဲ့သူတွေအပေါ်မုရိဒါပွားပေးလိုက်ပါ အဟောင်းမကောင်းခဲ့လို့မကောင်းများနေတဲ့သူတွေအပေါ်ကရုဏာထားပေးလိုက်ပါ အမှန်တော့ကံဆိုတာပြိုင်လို့မရပါဘူးကံမရှိညာရှိတိုင်းမွဲဆိုတာရှိပါလေကံမပါရင်လောက်တလောက်မဖြစ်တာတွေအများကြီးပါပဲကံကိုမပြိုင်နဲ့ ကံကိုပြင်ရမယ်သူ့ကံကိုမပြိုင်နဲ့ကိုယ့်ကံကိုပဲပြင်ဒါဟာအကောင်းဆုံးပဲကံကိုပြင်နေဆိုတာလောက်ရကိုပြင်ရတာကိုယ့်ရဲ့အလုပ်တွေကိုပြင်ရတာပါကိုယ်အမှုရာနှုတ်အပြောဆိုစိတ်အတွေ့အကြံဒီလိုအပြုမှုတွေကိုပြင်နိုင်ရင်ကိုယ်လည်းအချိန်တန်ရင် ကံတွေကောင်းလာမှာပဲပေါ့အရေးကြီးတာကကံကောင်းဖို့တက်ကံမဆောင်ဖို့ပါပဲ။ ဘုံကံတက်ဖို့ထက်နှုံးစံမပြတ်ဖို့ပါပဲကံကိုပြိုင်ဖို့ထက်ကံကိုနိုင်ဖို့ပါပဲသူ့ကံမြင့်ဖို့ထက်ကိုယ်ကံပြင်ဖို့ပဲလိုတာပါ ဟုတ်ကဲ့ဒီအကြောင်းအရာလေးကတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ကံကိုမပြိုင်နဲ့ကံကိုပြင်ပါဆိုတဲ့အကြောင်းအရာလေးကိုဘဟုတုတ္တတခုအနေနဲ့တိုးပွားရရှိစေလိုခြင်းကကျွန်တော်ဖတ်ထားမိသလောက်ကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက် ပြန်လည်ဝင်မြတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်လည်းအကျိုးရှိစေလိမ့်မယ်လို့ရှုံချပါတယ်ခင်ဗျာမူရင်းရေးသားတင်ဆက်သူများအားလေးစားဂုဏ်ပြုလျက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရှင်းနာခွင့်ပြုပါဦးနော်ကျွန်တော်ရဲ့နောက်ထပ်အသစ်တင်ပေးသွားမယ့်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ